အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးဘေးကင်းကြမှာကြပါသေးနိုဝင်ဘာလ9ရက်နေ့ညပိုင်းလူဦးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လို့တက်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးတမ်းတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းမြတ်တာရက်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်မဲ့သတင်းတွေကတော့ဒီဗမော်မှာအပြန်အလှန်ဆစ်စင်ရေးလုပ်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA ကပြောပါတယ်နောက်မိုးကုတ်မြို့ကိုဒီတပ်ပေါင်းသူစနစ်နဲ့အုပ်ချုပ်ဖို့တော်လိုင်းအင်အားစုတွေကစီစဉ်နေတယ်လို့သိရပါဗျ တပိတ်ကျင်းတဲ့ဆင်ကူးကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုက်ဘုံကျဲလို့ဒီအရသာထိကိုက်တည်ဆုံမှုတွေများနေပါတယ်စစ်မှုရန်တပ်သားတဲ့6ဦးထွက်ပြေးလာတဲ့ချိန်မှာအရှင်ဖမ်းမိပြီးတော့စစ်မှုရန်တပ်သားတဲ့2ဦးလည်းအလင်းဝင်လာပါတယ်စစ်တပ်ပြုလုပ်မဲ့ရွက်ောက်ပွဲကိုတရားမျှတမှုမရှိတဲ့ရွက်ောက်ပွဲဖြစ်ပြီးသူ98ရာခိုင်နှုန်းကပေါ်ပြကြပါတယ်ခမစစ်တမ်းအရာပြီးတော့ရန်ကုန်တိုင်းစစ်တနာတက်ရင်9133ဘီဟာစစ်ကြောင်း1 ဇီကိုဒီစစ်သား၃ဦးအလင်းဝင်လာတယ်လို့ဆိုပါတယ်။တောင်သာမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ကတော့ဗမောမှာအပြန်အလှန်ဆစ်စင်ရေလုံနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA ကပြောပါတယ်။ဒီကချင်ပြည်နယ်ဗမောမြို့အတွင်းကကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲတွေဖြစ်ပွားနေတာဒီစက်တလကြာမြင့်လာပြီးဖြစ်ပြီးတော့နှစ်ဖက်တပ်တွေကဆစ်စင်ရေတွေအပြန်အလှန်လှုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတဲ့အကြောင်း KIA သတင်းပြကြားရေးဌာနကနိုဝင်ဘာ၈ရက်ညကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဒီ KIA ပူးပေါင်းတပ်တွေထိုးသစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်မြို့မှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲဆက်လက်ပြင်းထန်နေတာကိုအသိပေးထားပြီးတော့ဗမော်တပ်ကတူចောင်းဝန်းတာမိုင်းလုံးဘက်တွေမှာဒီစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဆင်အားဖြစ်တင်းတာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဒီဓာပြင်ခလရ40ခွန်တက်ရင်ဗမော်နဲ့မုံမောမြို့ကြားမှာလက်စစ်ကောင်စီဘက်ကပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ KIA သတင်းပညာရေးဌာနကဖော်ပြပါဗျ။ကချင်စည်ရသတင်းရင်းမြစ်တချို့ကတော့နိုဝင်ဘာပထမပတ်ဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ဆွဲနေရာတချို့ကို KIA ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းပြောကြားထားပါဗျခင်ဗျာ။ဒီ KIA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာတော့စီရေးအခြေအနေအသေးစိတ်ဖော်ပြမထားပါဘူး။ ဒီ KNA နဲ့စစ်ကောင်စီတပ်တွေဟာအော်တိုဘာလအတွင်းမှာဖကန့်ခေါင်လန်ဖူးဝိုင်းမော်ဒေသတွေမှာလည်းတိုက်ပွဲတွေရှိခဲ့ပြီးတော့ခေါင်လန်ဖူးကစစ်ကောင်စီတပ်စခန်း၄ခုထပ်မင်းကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ထားပါတယ်။ဒါအပြင်အခုနိုဝင်ဘာလတိုက်ပွဲတွေမှာလည်းဖကန့်ဒေသကစစ်ကောင်စီတပ်ဆွဲနေရာတချို့ကို KNA ကသိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကပြောဆိုပါတယ်ခင်ဗျာ။နမောကုမြို့ကိုတပ်ပေါင်းသူစနစ်နဲ့အုပ်ချုပ်ဖို့တော်လိုင်းအာသူအဖွဲ့တွေစီစဉ်နေတယ်လို့ဆိုပါရယ် မိုးကုတ်မြို့ကိုတော်လိုင်းရေးအစုအဖွဲ့တွေကတပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့မိုးကုတ်သပိတ်ကောင်းဆောင်ကပြောပါတယ်။ဒီ TNL ထွက်ခွာသွားရင်မြို့ကိုဆက်လက်ကာကွယ်သွားမယ်လို့တော်လိုင်းအင်အားစုတွေကကြေညာထားပြီးတော့အရက်ဖက်စစ်ဖက်နှစ်ခုလုံးပါတဲ့တပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒီမိုးကုတ်သပိတ်ကောင်းဆောင်ကိုစူတီပြောပြတာကကျွန်တော်ကအခုမိုးကုတ်မှာရှိတယ် TNL ကတော့မသွားသေးဘူးသူတို့28ရက်လောက်မှသွားမယ်နဲ့တူတယ်ကြည့်ရတာ 15ရက်နေကြရင်သူတို့တရုတ်ပြည်မှာမီတင်တစ်ခုရှိတယ်လို့ကြားတယ်ဒါလည်းသူတို့ဘယ်လိုပုံစံမျိုးစည်းဝေးမယ်ဘာရက်လက်ထွက်မယ်ဆိုတာတော့ PNL ကဒီဘက်မြို့ကိုကြေညာထားတာမရှိဘူးမာမိတ်အင်အားစုတွေကိုလည်းပြောထားတာမရှိဘူးလို့ပြောပြပါတယ်ခင်ဗျာနောက်ပြီးတော့သူပြောတာကဒီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအတွက်သူတို့ပြင်ဆင်နေတာတွေရှိတဲ့အပြင်ပြည်သူလူထုဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးညှိနှိုင်းတာတွေရှိပါတယ်မြို့ကန်အများစုကတော့အခုဆစ်ဆောင်ကြတယ်လို့သိရပါတယ် လက်တလို့မှာတော့ဒီစစ်အကြမ်းဖက်အုပ်စုဘက်ကတော့လှုပ်ရှားမှုဘာမှမတွေ့ရသေးဘူးဒီအရက်ဖက်ရောစစ်ဖက်ရောပါတဲ့အုပ်ချုပ်မှုမျိုးအလုံးနဲ့ညှိပြီးဆောင်ရွက်တဲ့ပုံစံမျိုးလောလောဆယ်ရှိပါတယ်လို့လည်းပြောပြပါတယ်ခင်ဗျာမိုးကုံမျိုးနဲ့မှာအပြည့်အစုံသဘောတူညီချက်ကြောင့်စစ်ကောင်စီဘက်ကလှုပ်ရှားတာမရှိသေးပေမဲ့လည်းနေမြေချင်းဆက်ဆက်လျက်ရှိနေတဲ့မရရာစင်ကူးတပိတ်ချင်းနယ်တွေမှာစစ်ကောင်စီက PRP တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါတယ် ဒီမရယာနယ်မှာ PDF တွေတင်ယူထားတဲ့စခန်းအများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လက်လွတ်ရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေတဲ့ဖြစ်တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်အခုမိုးကုတ်မိုးမိတ်တို့ကိုမြောက်ပိုင်းမဟာမိတ်တွေကဆက်လက်လက်လွတ်ရရင်တော်လိုင်းတစုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားတွေထပ်မံဖိတ်ခေါ်ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအားပြည့်ဖို့ကြိုးစားခဲ့ပါတယ်ခင်ဗျာ ပြီးတော့ဒီမိုးကွန်းမြို့နဲ့မုံမိတ်မြို့တွေကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ PNL နဲ့မဟာမိတ်တပ်တွေကသိမ်းယူခဲ့တာဖြစ်ပြီးတော့တနစ်ကျော်အကြာမှာပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်လာတာဖြစ်ပါတယ်။ဒီမန္တလေးတိုင်းမိုးကွန်းမြို့အုပ်ချုပ်ရေးကိုဦးဆောင်နေတဲ့တာမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ဟာအခုလနိုဝင်ဘာ28နေ့နောက်ဆုံးထားပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်ခင်ဗျာ။ နောက်တဆက်တည်းမှာပဲတပိတ်ချင်းနဲ့ဆင့်ကူးကိုစစ်ကောင်စီက၂ရက်သက်တိုက်ဘုံကျဲလို့အရသားတွေထိခိုက်သေးဆုံးတာတွေရှိနေပါတယ်။တော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့ဆင့်ကူးမြို့နယ်တဲကိုစစ်ကောင်စီတပ်က၂ရက်သက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အရသားထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့တယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပြပါရယ်ခင်ဗျာ။မနေ့ကနိုဝင်ဘာလ၈ရက်မနေ့၁၇နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကတပိတ်ချင်းမြို့နယ်ညောင်မင်းသာရွာကိုဂျက်လီရင်နဲ့ဘုံထက်ကျဲတိုက်ခိုက်ခဲ့ပြီးတော့ မျိုးသမီးတူတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်ဒီမျိုးသမီးတယောက်ထိသွားတယ်လေချောင်းကတော့နှစ်ရက်ရှိပြီလာကြတာစင်ကုလိတ်ကြအောက်ဖက်တော့နေတိုင်းကျဲနေတာဒရုန်းနဲ့လည်းဇက်တိုက်ကျဲနေတယ်လို့မြေပြင်သတင်းရင်းမြစ်တူကပြောပြပါတယ်ဒါပြင်ပြီးခဲ့တဲ့နိုမာ9ရက်နေ့လိုက်ပိုင်းမှာလဲစင်ကူးမျိုးနဲ့ရွှေပြည်ညောင်ကုန်းနဲ့ရွှေပန်းတော်ရွာတွေကိုစစ်ကောင်စီကဘုံးပတ်ကျဲတာမှာတိတ်ဆုံးသူ3ဦးနဲ့ဒီဒဏ်ရသူ10ဦးထပ်မင်းနဲ့ရှိခဲ့ပါတယ်ခင်ဗျာ စစ်ကောင်စီတပ်ဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့စင်ကူးမြို့နယ်အပါအဝင်တပေကျင်းမရယာမြို့နယ်တဲကိုထိုးစစ်စင်တာတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလည်းဇက်တိုက်ပြုလုပ်နေပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဟာမရယာမြို့နယ်မှာရှိတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုထိုးစစ်စင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်ကတော့စင်ကူးနဲ့တပေချင်းမြို့နယ်တဲကိုလေကြောင်းအုံပြုပြီးတော့ဘုံကျဲတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးတစုံတရာတုံ့ပြန်ထားတာတော့မရှိသေးပါဘူးခင်ဗျာ။နောက်စစ်မှုထမ်းတပ်သားတဲ့6ဦးထွက်ပြေးလာတဲ့အချိန်မှာအရှင်ဖမ်းမိပါတယ်ပြီးတော့စစ်မှုထမ်းတပ်သားတဦးလည်းအလင်းဝင်လာပါတယ်ခင်ဗျာ။အောက်တိုဘာ29ရက်31ရက်နိုဝင်ဘာ4ရက်နဲ့9ရက်နေ့တို့မှာဝင်းတူမြို့ခြေဆိုင်ခမရ120တရင်ကထွက်ပြေးလာတဲ့ဒုတက်စိတ်မှုတဦးတက်စိတ်မှုတဦးအပါဝင်စစ်မှုထမ်းတပ်သားတဲ့6ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ဒါပြင်စစ်မှုရန်တပ်သားတအူးကလည်းလက်နက်ခရမ်းယူဆောင်လာတာမရှိဘဲနဲ့ဝင်းတုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစီကိုချိတ်ဆက်ပြီးတော့လင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အဲ့ဒီအရှင်ဖမီးခဲ့တဲ့စစ်မှုထမ်းတပ်သား6ဦးနဲ့လင်းဝင်ရောက်ခဲ့သူတဦးဟာရန်ကုန်မန္တလေးနဲ့သခိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံပြီးတဲ့နောက်ဝင်းတုံမြို့နယ်အခြေစိုက်ခမရ120တပ်ရင်းကိုပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီစစ်မှုရတတက်ခုနှစ်ဦးမှာပတ်စဉ်9 10 145ပတ်စဉ်4ကဖြစ်တယ်လို့သိရပါတယ်။တနတ်တော်မပါဘူးတဦးကတော့ချိတ်ဆက်ဝင်ရောက်လာတာပါ။ကြံတဲ့6ဦးကတော့ထွက်ပြေးခဲ့ကြတာ။အားလုံးကခမရ120တိုင်ရင်းတွေကပါစစ်မှုတန်းပေါ်တာဆဲခံသူတွေတတအဖြစ် လုခံတဲ့သူတွေပါတတဒုသိမ့်မှုတသိမ့်မှုကြံနာကတော့တသားတွေပါအားလုံးကပေါ်တာဆဲခံရပြီးတော့ ဒီစစ်မှုရန်တပ်သားအဖြစ်စုဆောင်ခံရသူတွေပါလို့ဝင်းတုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပကဖကနေပြီးတော့ဒီတာဝန်ရှိသူကပြောဆိုတာဖြစ်ပါတယ်။လက်ရှိမှာအလင်းဝင်ရောက်လာတဲ့ခုနှစ်ဦးသလုံးကိုတော်လိုင်းရဲဘော်တွေကစစ်ဆေးတာတွေလှုပ်ဆောင်နေပြီးတော့ပြည်သူ့ရင်ဝင်ကိုပိတ်ပို့မှာဖြစ်ပါတယ်။လက်ရှိဒီဝင်းတုံမြို့နယ်ပကဖအဖွဲ့မှာထိန်းသိမ်းထားပြီးတော့ ဒီစစ်ရသွဲမှုတွေကျူးလွန်တာရှိမရှိမင်းများပြီးကျူးလွန်လို့ရှိရင်တော့စစ်ခုံရုံးမှာတရားဆွဲဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုလင်းဝင်ရောက်လာတဲ့သူတွေဟာလက်နက်ယူဆောင်လာတာမရှိတာကြောင့်စုငွေချီးမြှင့်မှာမဟုတ်တဲ့အကြောင်းဝင်းတို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူကပြောဆက်ပြီးပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်စစ်တပ်ပြုလုပ်မဲ့ယူကော့ပွဲကိုတရားမျှတမှုမရှိတဲ့ယူကော့ပွဲဖြစ်ပြည်သူ98ရာခိုင်နှုန်းကယုံကြည်တယ်လို့စစ်တမ်းကဖော်ပြနေပါတယ်။ အကြံဖက်စစ်တပ်ကဒီဇင်ဘာလမှာပြုလုပ်မဲ့အတူရောင်ရုပ်ောက်ပွဲနဲ့ပတ်သက်လို့ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းကစစ်တမ်းကောက်ယူခဲ့တာမှာပြည်သူ99ရာခိုင်နှုန်းကအကြံဖက်စစ်တပ်ရဲ့ဒီ2020ခုနှစ်စစ်အာဏာသိမ်းမှုကိုလက်မခံဘူးလို့ဖြေဆိုခဲ့ပြီးတော့98ရာခိုင်နှုန်းကရုပ်ောက်ပွဲကိုတရားမျှတမှုမရှိဘူးလို့ဖြေဆိုခဲ့တယ်လို့ GSCB ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းကစက်တန်းအရာဒီ2025ခုနှစ်ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်ထားပြီးဒီပြည်သူ98ရာခိုင်နှုန်းကဖြည့်ဆူခဲ့ပါတယ်။အဲ့ဒီစက်တန်းကိုပြည်သူ3663ဦးကပါဝင်ဖြည့်ဆူခဲ့ကြတာဖြစ်ပြီးတော့2025ခုနှစ်အောက်တိုဘာလ28ရက်ကနေပြီးတော့နိုဝင်ဘာလ5ရက်နေ့အထိစက်တန်းကောက်ယူခဲ့တာဖြစ်ပါတယ်။ဖြည့်ဆူသူတွေမှာမြန်မာနိုင်ငံမှာ85ရာခိုင်နှုန်းပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသား 15ရာခိုင်နှုန်းဖြည့်ဆူခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီအဲ့ဒီလိုရွက်ကောက်ပွဲနဲ့ပတ်သက်တဲ့စစ်တမ်းကိုမြို့နယ်281မြို့နယ်ကပါဝင်ဖြည့်ဆူခဲ့ကြတာဖြစ်ပြီးတော့စကိုင်းတိုင်းကဖြည့်ဆူသူ29ရာခိုင်နှုန်းရန်ကုန်တိုင်းကဖြည့်ဆူသူ16ရာခိုင်နှုန်းပါဝင်ဖြည့်ဆူခဲ့ကြတာဖြစ်ပါတယ်လို့ဒီ GSCB ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ခင်ဗျာစစ်တမ်းဖြည့်ဆူသူတွေမှာမြို့နယ်281ခုကပါဝင်ဖြည့်ဆူခဲ့ပြီးတော့ စစ်တမ်းဖြည့်ဆို့သူတွေမှာဒီမျိုးပြဒေတာနေထိုင်သူက51ရာခိုင်နှုန်းမူလနေရာကပြောင်းချွေနေထိုင်သူ24ရာခိုင်နှုန်းပါဝင်ဖြည့်ဆို့ခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီစစ်တမ်းဖြည့်ဆို့သူတွေမှာအသက်45နှစ်အောက်အရွယ်80ရာခိုင်နှုန်းရှိပြီးတော့အသက်60အထက်6ရာခိုင်နှုန်းဖြစ်တဲ့အကြောင်းအမျိုးသား50ရာခိုင်နှုန်းအမျိုးသမီး48ရာခိုင်နှုန်း LGBT ဂျူအဲတို့မဟုတ်ဒါမှမဖြည့်လို့သူကတော့1ရာခိုင်နှုန်းပါဝင်တယ်လို့သိရပါဗျခင်ဗျာ။ နောက်တောင်သာမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်တေဆုံးတာတွေရှိနေပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ကတမိုက်တာကြေးရွာမှာစစ်ကောင်စီတပ်နဲ့ပြည်စော်တီတွေအထိုင်ချတပ်ဆွဲတဲ့စကန်းကိုတော်လိုင်းတပ်တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာမှာစစ်သား5ဦးတေဆုံးပြီးတော့7ဦးကဒဏ်ရာရခဲ့တယ်လို့မြင်းညာခရိုင်တပ်ရင်း3တောင်သာကပြောပါတယ်ခင်ဗျာ။နိုဝင်ဘာ10ရက်မှာမြင်းချံပကံညောင်ဦးကာလန်ပိုင်းကတမိုက်တာကြေးရွာကိုဝန်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ဲ့ဒီကြေးရွာအုပ်ချုပ်ရေးမှုရဲ့သုံးတပ်တိုက်မှာစစ်ကောင်စီတိုက်ရဲ့ခမရ55တရင်ကစစ်သားတွေနဲ့မင်းကြံမျိုးကပြူစောတိအင်အား60လောက်ကတပ်ဆွဲထားတယ်လို့တရင်သုံးစီကနေသိရပါတယ်ခင်ဗျာအဲ့ဒီတိုက်ပွဲမှာဘန်ဂါရီဘာရီအကုန်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့က RPG နဲ့ပြစ်ဖို့ကပြစ်ကွင်းကမရှင်းဘူးလက်ပြပုံးနဲ့ပြစ်ရတယ်တိမ့်တော်မသိမ့်နိုင်လိုက်ဘူးအကုန်ရခဲ့လိုက်တယ်လို့တရင်သုံးတာဝန်ရှိသူကပြောပြပါဗျာတိုက်ပွဲအတွင်းမှာစစ်သား9ဦးမျက်မြင်သေဆုံးပြီးတော့မြင်းညာစေယုံကိုပြင်းထန်တဲ့ဒဏ်ရာ9ဦးပို့ကာ ျပုကြေးရွာကိုဒဏ်ရာရ၃ဦးပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။တမိုက်တာကြေးရွာမှာပြည်စောတီအကောင်းလက်ရွာဖြစ်ပြီးတော့ရခိုင်ကလည်းတော်လန်ရေးတပ်တွေသိမ်းခဲ့ဘူးပါတယ်။၂025ခုနှစ်ဧပြီလမှာစစ်တပ်ကအင်အားဖြစ်တင်းပြီးတော့ဒီနေရာကိုထိုင်ချတပ်ဆွဲထားတာလို့လည်းသိရပါတယ်ခင်ဗျာ။နောက်ရန်ကုန်တိုင်းစစ်ဌာနတရင်9331ဘျူဟာစစ်ကြောင်းတစ်စီကိုစစ်သား3ဦးအလင်းဝင်လာပါတယ် ဒီပြည်သူ့ကာကွယ်တပ်မတော်ရန်ကုန်တိုင်းစစ်ဌာနတရဲ9331ဗျူဟာစစ်ကြောင်း1စီကိုစစ်ကော်မရှင်တပ်သား3ရောက်အလုံးဝင်ခုလုံလာတယ်လို့ရန်ကုန်တိုင်းစစ်ဌာနကနိုဝင်ဘာ10ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။အလင်းဝင်လာသူ3ယောက်ထဲမှာတယောက်ကလက်နက်မဲ့အလင်းဝင်လာတာဖြစ်ပြီးတော့ကြံတဲ့2ယောက်ကတော့လက်နက်ခရမ်းတွေနဲ့အတူဝရောက်လာတာကြောင့်လုံထုံးလုံနည်းတွေနဲ့အညီစီစစ်လက်ခံပြီးတော့ဂုံပြုစုငွေတွေချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ အဆိုပါစစ်ကော်မရှင်တပ်သား3ရောင်းဟာခမရ440တပ်ရင်းကတပ်သားညီဘူးခမရ598တပ်ရင်းကတပ်သားချမ်းဟိန်းနဲ့တပ်သားဇော်ဇော်မိုးရုဖြစ်တယ်လို့သိရပါတယ်လက်နက်ချပြီးပြည်သူနဲ့လူထုနဲ့ဒီပူးပေါင်းကျင်တဲ့စစ်ကော်မရှင်တပ်သားတွေကိုရန်ကုန်တိုင်းစစ်ဌာနချုပ်ကလက်ခံကြိုးစားနေပြီးတော့လူခွေကြီးအပြည့်အဝရရှိစေမှာဖြစ်ကလက်နက်နဲ့တကွအလုံးဝင်လာသူတွေကိုလည်းစုငွေတွေချိမြင့်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒီပြည်သူပိုင်းနိုင်ငံကောက်ယူထားတဲ့စင်းရပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာနယ်မြေဒေသအသီးသီးမှာစစ်ကော်မရှင်လက်အောက်ခံတပ်သားတွေလင်းဝင်ရောက်လာတာ45ရောက်ချိခဲ့ပြီးတော့2025ခုနှစ်ကနေဆယ်လတ်တာ ကာလအတွင်းလင်းဝင်ရောက်လာသူ2246ရောက်ရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလ9ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်